အားလုံးဝမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ဒီကျွန်တော်ဆိုရှယ်မီဒီယာနေပြီးတော့ comment မှန်ပြီးတော့မိထားတဲ့ဆွေးနွေးထားတဲ့မိကုံးလေးတစ်ခုပေါ့နော်ဒါလေးနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးချင်ပါတယ်သူဆွေးနွေးထားတာသူအသက်က38ရှိပြီးသူစပယ်ညက်ဆိုင်လေးပွင့်ထားတယ်သူငွေစုထားတာလေးလည်းရှိတယ်ဒါပေမဲ့သူဒီထက်ပိုပြီးတော့ငွေရှာခြင်းနဲ့ငွေစုခြင်းနဲ့ now ဒီ investment တွေလုပ်ခြင်းနဲ့သူဘယ်လိုလုပ်တင်လဲပေါ့နော်ပြောထားတော့အဲကျွန်တော်တို့ငွေရှာဖို့ပဲဖြစ်ဖြစ် ကျွန်တော်တို့ကကြော်ဝါချမ်းသာဖို့ပဲဖြစ်ဖြစ်ပေါ့နော်ဟုတ်အခြေခံနေနဲ့အရေးကြီးတာကျွန်တော်တို့ရင်းနှီးမြှုပ်နှံမှုပဲကျွန်တော်အမြဲပြောနေကြတိုင်းပဲပထမဆုံးအရေးကြီးတာကတော့ကိုယ့်ကိုယ်ကိုရင်းနှီးမြှုပ်နှံဖို့ပေါ့ invest in your self ပေါ့ကျွန်တော်ကိုယ့်ကိုယ်ကိုရင်းနှီးမြှုပ်နှံဖို့အရေးကြီးတယ်ဒါပေတော့ခုနမေးထားတဲ့ဒီသဘေညက်ဆိုင်ဖွင့်ထားတယ်ဆိုရင်ဒါကျွန်တော်တို့ဒီသဘေညက်တာနဲ့အသက်မွေးအောင်ပြူတယ်ဆိုင်လေးလည်းဖွင့်ထားတယ်ကိုယ်နေနဲ့ ီသပင်ညက်တဲ့အတက်ပြညာကိုပို့ပြီးတော့ကောင်းအောင်လုပ်မယ်ကျွန်တော်တို့ကဒီကိုယ့်ရဲ့သပင်ညက်တဲ့လက်ရာကိုကျွန်တော်ပို့ကောင်းအောင်လုပ်မယ်ဒီဟာကိုကောင်းကောင်း train လုပ်မယ်ကျွန်တော်တို့အဲတချို့အစ်စ်အစ်စ်တွေပေါ့နော်ဖန်တီးစရာရှိတာဖန်တီးမယ်ပြီးရင်အဲကျွန်တော်ဒီ service နဲ့ပတ်သက်လို့ပို့ကောင်းအောင်လုပ်မယ်ကိုယ့်ရဲ့ customer တွေလာတယ်ကျွန်တော်တို့ကသူတို့စိတ်တိုင်းညာဖြစ်အောင်အဲသူတို့စိတ်ချတတ်မှုရှိအောင်ကျွန်တော်ငုံဆောင်မှုတွေပို့ကောင်းအောင်လုပ်မယ်ဆက်သဖြင့်ကိုယ့်ကိုယ်ကိုကျွန်တော်တို့ invest လုပ်ဖို့လိုတယ်လိုအပ်တဲ့အရာတွေပေါ့နော်လိုအပ်တဲ့ skill တွေ training လုပ်ရင်လည်း training ပေါ့နော်စာဖြင့်ကျွန်တော်တို့လုပ်လို့ရတယ်ဒါဆိုလို့ရှင်တော့ကျွန်တော်တို့ကအဲကိုရဲ့အသက်မွေးညောင်းတဲ့ပတ်သက်လို့ဒါတိုးတက်မှုတွေအများကြီးရှိလာတယ်ကိုရဲ့တစ်ဖက်မှာလည်းကျွန်တော်တို့ကိုရဲ့ဝင်ငွေဒါအများကြီးတက်လာနိုင်တယ်ကျွန်တော်တို့နောက်တစ်ဆင့်တက်ပြီးတော့ဒီထက်ပိုပြီးတော့ငွေပို့ရှာခြင်းနဲ့ ဒီကြောဝချမ်းသာခြင်းနဲ့ဆိုရင်တော့ဒီတပိုင်းတနိုင်လေးနောက်ကိုတနိုင်လေးဒီကို professional နဲ့ကိုဘကူရှက်တီနေတာလေးနဲ့မရဘဲနဲ့ကျွန်တော်တို့ကဒါကိုလုပ်ငန်းတစ်ခု business တစ်ခုအနေနဲ့ကျွန်တော်တို့ကအရှင်းနေမြုံထားဖို့လိုတယ်ပေါ့နော်ကျွန်တော်တို့ရှိပါတယ်တချို့ဆိုရင်လည်းကိုဒီတပိုင်းတိုင်းဆိုင်လေးနဲ့ပဲတောက်လျှောက်လုတ်သွားတဲ့လူတွေဒါကျွန်တော်တို့ငငယ်တော့ဆိုလဲရှိတယ်အဲကျွန်တော်တို့ဒေသမှာဆိုရင်တချို့ဒီစပန်ညဆိုင်လေးဖွင့်တယ်သူကဒီတယောက်တည်းညှက်နေတယ် နောက်ကျွန်တော်တို့နှစ်ပေါင်းကြာလာတဲ့ကျွန်တော်တို့အသက်ကြီးလာတဲ့ဆယ်စုနှစ်များစွာဖြတ်တန်းလာတဲ့အချိန်ထိသူကဒီတယောက်တည်းပဲသူဆက်ပြီး run နေတယ်တယောက်တည်းပဲညံ့နေတယ်အဲသူရဲ့ဒီဝင်ငွေနောက်သူရဲ့ဒီ income ကလည်းဒီလောက်ထိအပြောင်းလဲမဖြစ်ဘူးသူခေတ်ကလာအပြောင်းနဲ့အလှရောက်တော့သူဝင်ငွေတက်လာတာရှိတယ်ဒါပေမဲ့တီးသက်တာကျွန်တော်မတက်တော့အဲ့တော့ကိုကကိုရဲ့လက်ရှိဝင်ငွေကိုကျွန်တော်တို့ကအစားပေါင်းများစွာညှင့်ကျင်တယ်နော် ကျော်ဝမှုတစ်ခုကျွန်တော်တိဆောက်ခြင်းနဲ့ဆိုရင်တော့အခုတော်ဖက်လုံနေတာတိနေတပိုင်းတိုင်းလုံနေတာတိနေကျွန်တော်တို့အကျဉ်းနဲ့နေလို့မရအောင်ကျွန်တော်တို့ဒါကိုလုပ်ငန်းတစ်ခု business တစ်ခုနေတာ brand ဖို့လိုတယ်ကိုအနေနဲ့ကိုတယောက်တည်းပဲဒီဟာကို run နေတဲ့ဆိုရင်ကိုကကြောက်မိုက်မကောင်းလို့ပဲဖြစ်ဖြစ်ခီးသွွားခြင်းလို့ပဲဖြစ်ဖြစ်ကိုမရှိလို့ရှိရင်ကိုလုံနေတဲ့အလုပ်ကရက်သွားမှာကိုဝင်ဝင်ရက်သွားမှာပေါ့နော်ဒါပေမဲ့ကိုကလုပ်ငန်းတစ်ခုအနေနဲ့တိဆောက်ထားမယ်ဆိုရင်မကိုမရှိလည်းပဲ ကိုရုံးမသွားလဲပဲကိုအလုံးမသွားလဲပဲဒီမှာကိုရဲ့ team ကဆက်ပြီးတော့တို့လက်ပတ်နေမှာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကဝင်ကိုပိုကောင်းခြင်းနဲ့ပို့ပြီးတော့ကြော်ဝခြင်းနဲ့ဆိုတော့ကျွန်တော်တို့ကဒီ define tonight မဟုတ်ဘဲနဲ့ဒီ business တစ်ခုအနေနဲ့ပေါ့နော်ကျွန်တော်တို့ invest လုပ်ပြီးတော့ round ပို့လို့ပါတယ်တိုတိုက်ငွေချင်းနဲ့စီးပွားရေးဆိုင်ရာ video တွေပုံမှန်ချင်းနားဆင်နေတာဆိုတော့ channel လေး subscribe လုပ်ထားမှရပါတယ်အားလုံးကျေးဇူးတင်ပါတယ်